မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 17ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်ကြောင်းရွာအခြေစိုက်ခမရ9ကိုတက်ရင်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများကိပတ်ရန်ထွက်လာတဲ့အချိန်မှာရေးဘလူးအဖွဲ့က RPG နဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်သားများအလုံးဟာတပ်ထဲကိုဝင်ပြေးသွားကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ18ရက်နေ့မွန်လွဲပိုင်းမှာကျောင်းရွာအခြေဆိုင်ခမရ96တပ်ရင်းကအကြမ်းဖက်စစ်သားများဟာကိပတ်ရန်ထွက်လာတဲ့အချိန်ရေးဘလူးအဖွဲ့က RPG နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိပြီးတော့စစ်သားများအလုံးဟာကြောက်လန့်ပြီးတော့ခမရ96တပ်ရင်းတွေကိုတချို့တည်းဝင်ပြေးသွားကြတယ်လို့သိရပါဗျ။သူတို့ကအင်အားကတော့တိတ်တော့မများဘူး။အယောက်20ဝန်းကျင်လောက်ပဲရှိတာ။ထိတယ်ကျွန်တော်တို့ကြာဆုံးမှုအရေးအတွက်ကိုတော့အတိအကျမသိရသေးတာ။ ဒဏ်ရာတွေတော့ရကြတယ်ဗျ။ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ပြစ်ကွင်းကရမ်းရှင်းတယ်လေ။ပြစ်ကွင်းတဲ့တဲ့ကြီးကိုပြစ်နိုင်ခဲ့တာလို့ရေဘလူအဖွဲ့ကတိုက်ရင်မှုကရှင်းပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းကျွန်းစုမြို့နယ်ပဲတိုင်ချေးရွာပြူစောတိအထိုင်စခန်းကိုဝင်းအောင်တိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သိမ်းဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေဘီလောက်ဆက်နေရနေမနက်7:00ခွဲအချိန်ကမှအကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား10ဦးခန့်ရှိတယ်ပဲတိုင်ရွာ ပြူစောတိအထိုင်စခန်းကိုကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များကဝင်းရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲဟာ25မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဆက်ကောင်းစီတပ်သားထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပဲတိုက်ပွဲအတွင်းမှာပြူစောတိများက60မမလက်နက်ကြီးများလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်တိုက်ခတ်ခဲ့တော့လေ ဒေါ်လာရေးရဲပေါ်များအထူးကံမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။တိန်အောင်မှာပြူစောတိတွေတက်ဆွဲပြီးတော့နေနေတာစစ်ခွေးတွေတဲ့စီးရင်ကတော့အတိအကျမသိရသေးပါဘူးကျွန်တော်တို့လည်းစုံစမ်းနေသေးပါအဲ့ဒီစခန်းမှာစစ်ခွေးအင်အားကတော့အားလုံးပေါင်းရင်အယောက်20ကျော်လောက်ရှိတယ်အခုဝင်တိုက်တဲ့စခန်းကအင်အား10ကျော်လောက်ပဲရှိတာသူတို့ကနှစ်နေရသုံးနေရခွဲနေတာလို့ကျိုးစုံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တာဝန်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းညောင်လေးပင်မြို့ကနေလာတဲ့ပြူစောတိခေါင်းဆောင်အပါအဝင်၎င်းရဲ့မိသားစုဝင်အယောက်40ကျော်ကိုမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကင်မွန်စခန်းကြီးအပေါ်မှာရှိတဲ့ကရက်ချောင်းရေတံခွန်မှာတော်လိုင်းအဖွဲတစ်ခုကတွားရောက်ဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ15ရက်နေ့နေ့လယ်2နာရီခန့်ကဂရက်ချောင်းမှာရှိတဲ့ဝါဇိုမိုးစားတောက်ဆိုင်မှာရှိနေတဲ့ပြူစောတီခေါင်းဆောင်ပလိုင်မင်းသူ့ရဲ့ဇနီးဖြစ်သူယမင်းနဲ့ပြူစောတီဒုခေါင်းဆောင်မဲကြီးအပါဝင်အမျိုးသားအမျိုးသမီးစုစုပေါင်းအယောက်40ကျော်ကိုဒေသအခြေစိုက်လက်နက်ကိုင်အဖွဲ့တစ်ခုကဖမ်းဆီးသွားတယ်လို့ဆိုပါတယ်ကျွန်တော်ထင်တော့အဲ့ဒီမှာပြူစောတီအလုံး73ယောက်လောက်ပါပါလိမ့်မယ်ယောက်ျားလေးတွေတော်တော်များများကပြူစောတီတွေကြီးပဲအလုံးကတော့ပြူတွေမဟုတ်ပါဘူးမိန်းကလေးတွေနဲ့ကလေးတွေလည်းပါတယ်လို့ဘကိုးတိုင်းအခြေစိုက်ဒေသကာကွယ်အဖွဲ့တစ်ခုကတပ်ဖွဲ့ဝင်တအုပ်ကရှင်းပြထားပါတယ် ဖမ်းဆီးခဲ့တဲ့သူတွေကိုတော့ဧပြီလ18ရက်နေ့အထိဖမ်းဆီးသွားတဲ့အဖွဲ့ကထိန်းသိမ်းထားပြီးတော့ဆက်လက်စစ်ဆေးမေးမြန်းနေတယ်လို့သူကပြောပါတယ်ဖမ်းဆီးခဲ့တဲ့သူတွေထဲမှာပြူစော်ရီအဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေဖြစ်တဲ့အသက်10နှစ်အောက်ကလေးငယ်၈ဦးခန့်နဲ့တက်ကြီးပိုင်းအမျိုးသမီးတချို့လည်းပါဝင်ပြီးသူတို့ကတော့ဘလို့အေးအေးယူဆောင်ရမယ်ဆိုတာကိုမသိသေးဘူးလို့ပြောပါတယ်။အဲ့ဒီဖန်ဆီးထားမှုနဲ့ပတ်သက်ပြီးတော့တပ်ဆိုင်ရာအဖွဲ့တွေဘက်ကလည်းသတင်းထုတ်ပြန်တာမျိုးတွေမရှိသေးဘူးလို့သိရပါဗျ။စစ်ကောင်စီရဲ့ AP လ16ရက်နေ့ထုတ်ပြန်ကြေညာချက်မှာတော့ကြိုက်ထီးရုပ်ဖျားဖူးလာတဲ့ပြည်သူ58ဦးကို ဂရက်ချောင်းမှာရှိတဲ့စားသောက်ဆိုင်တစ်ခုကနေ PDF အဖွဲ့တွေကချေချင်းရောက်လာပြီးတော့ light truck ကားနှစ်စီးနဲ့ဖမ်းခေါ်သွားတယ်လို့ဖော်ပြထားပြီးတော့ဖမ်းဆီးခံရတဲ့သူတွေဟာဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာကိုတော့ဖော်ပြထားတာမျိုးမရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတိုးမြို့တောင်ချာအင်းဒေသမှာရှိတဲ့ခြေရွာများမှာရှိတဲ့စာတင်ကျောင်းဖုန်ကြီးကျောင်းနဲ့နေအိမ်များကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ18ရက်နေ့နစ်ဆန်တရက်နေ့မနေ့ပိုင်းကစတင်ပြီးတော့လက်ရှိညနေပိုင်းအထိကိုအချက်မဲ့စက်တက်ကကျုံတုံးမြို့တောင်ချာအင်းဒေတာတွဲမှာရှိတဲ့ခြေရွာများကို112 Jet Fighter များနဲ့ဇက်တိုက်ဘုံးကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။အချက်မဲ့စက်တက်ရဲ့ဘုံးကျဲတိုက်ခိုက်မှုကြောင့်စာတင်ကြောင်းများဖုံကြီးကြောင်းများနဲ့နေအိမ်များထိခိုက်ပျက်စီးမှုရှိပြီးတော့ပြည်သူများထိခိုက်မှုရှိမှရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ နစ်ဆန်တရက်နေ့မနက်၈နာရီမှာကန်းနေတိရတော်နဲ့၉နာရီလောက်မှာမိကလုံး၁၇နာရီကနေမွန်းလွဲ၁နာရီကျော်အထိကို33စုကြိုက်တလောက်ဒေါက်ပလန်ဝင်းကခြေရွာတွေဘက်ကိုတစ်ခေါက်ပြီးတစ်ခေါက်112နဲ့ဘုံကျဲလိုက်ဂျက်ဖိုက်တာနဲ့လာပစ်ချလိုက်နဲ့ဇက်တိုက်ကိုကျဲနေတာဘာတိုက်ပွဲမှလည်းမရှိဘူးခါကြီးရက်ကြီးနှစ်ဆန်းတရက်နေကြီးဗျာကလေးတွေရေးစောကြ လူကြီးတွေဖုန်ကြီးเจ้าမှာဥပုပ်သီလစောင့်နေရကနေအကုန်လုံးဘေးလွတ်ရာကိုထွက်ပြေးခဲ့ရတယ်လို့ကန်းနေကြီးရွာကစစ်ဘေးရှောင်လာတဲ့ရွာသားတို့ကရှင်းပြထားပါတယ်။အဲ့ဒီလေးချောင်းတိုက်ခိုက်မှုကြောင့်စိုက်တက်လိုက်ရွာစာတင်เจ้าပြက်စီးသွားပြီးတော့33စုရွာနဲ့မိကလုံရွာဘက်ကနေအိမ်နဲ့ခြံဝဲများပြက်စီးခဲ့တယ်လို့ကနအူးသိရှိထားပြီးတော့အရသာပြည်သူများထိခိုက်ဒေဆုံးမှုကိုတော့ဆက်လက်စုံစမ်းလျက်ရှိတယ်လို့သိရပါတယ်။လက်ရှိအချိန်ထိကော့ကရိတ်ကျုံတုံးတောင်ချာအင်းလမ်းပိုင်းတစ်လျှောက်ကို KNL မဟာမိတ်ပူးပေါင်းတပ်များကနေရာယူထားပြီးတော့ ဂျုံတိုးခမရ905 946တိုက်ရဲအနည်းမှာစစ်ရေးတွေဆက်လက်တင်းမာနေကဖန်ဘချန်ဂျိုင်းကော့ဂရိတ်ဂျပန်တရားကိုအချက်မဲ့စစ်တပ်ကစစ်ကူအင်အားအယောက်200ခန်းနဲ့အခိုင်အမာနေရာယူထားပြီးတော့ဒေသတွင်းဖြတ်တန်းသွားလာခွင့်တွေကိုလည်းတရားကိုပိတ်ချထားကခံစစ်ပြင်ဆင်နေတယ်လို့ရှေ့တန်းသတင်းအရေးမြစ်ကပြောပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့အကူအညီတောင်းကျင်တာလေးတစ်ခုကတော့ အပ်ဒိတ်ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolute Burma News Channel လေးကို Like and Subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကြောက်တကားမြို့နယ်ပဲနယ်ကုန်းနတ်တန်ကွင်းလမ်းပေါ်မှာရှိတဲ့အကြမ်းမဆက်ကောင်စီရဲ့စစ်တပ်စခန်းကစစ်မှုထမ်းတပ်သားတဲ့တဦးကတနက်တက်လက်နဲ့ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ15ရက်နေ့မှာကြောက်တကားမြို့နယ်ပဲနယ်ကုန်းနတ်တန်ကွင်းလမ်းပေါ်မှာရှိတဲ့အကြမ်းမဆက်စစ်တပ်စခန်းကစစ်မှုထမ်းတပ်သားတဲ့တဦးဟာတနက်တက်လက်နဲ့ခဲယမ်းများကိုယူဆောင်လာပြီးတော့ပြည်သူ့ကာကွယ်တပ်မတော်ဘကိုးခရိုင်အမှတ်နဲ့တိုက်ရင် P23702 ထံကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားက MA1 တနက်တလက်ကြီပေါက်၄ခု 5.56G 66တောင်းတို့ကိုယူဆောင်လာခဲ့ပြီးတော့ကိုတိုင်ကိုကြထပ်မံအလင်းဝင်လာတဲ့အတွက်ဘေးကင်းတဲ့နေရာကိုပို့ဆောင်ကပြည်သူရင်ဝင်နဲ့ချိတ်ဆက်ပြီးတော့လိုအပ်တာများကိုဆက်လက်ပြီးတော့ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်အခုလင်းဝင်လာတဲ့တပ်သားကသူကပေါင်းတယ်မြို့နယ်ကျူရောကန်အုပ်စုနဗရီကျေးရွာကပါအပတ်စဉ်ခုနှစ်ကပါ သူတက်ခတ်ရတဲ့တင်တန်းကအုတ်တွင်းစကခ6လို့ပြောတယ်။သူ့ကိုဂွန်ပြုစုချင်းမြင့်ငွေတော့မချင်းမြင့်ရသေးဘူး။ဒါပေမဲ့ကျွန်တော်တို့ပြည်သူရင်ွယ်နဲ့ချိတ်ဆက်ပြီးတော့လုံနေပါရယ်။ပေါ်တာဆွဲခံရတဲ့အချိန်မှာသူ့ကိုအင်မော်တက်ပြီးတော့ကိုဆွဲသွားတာ။ဘာပြစ်မှုမှလည်းမရှိဘဲနဲ့သူ့ကိုအဲ့ဒီလိုမျိုးည9နာရီလောက်မှာအင်မော်တက်ပြီးတော့ဆွဲသွားပြီးလက်ထိတ်ခတ်ပြီးတော့ခေါ်သွားတာ။ပြီးတော့စူဆောင်းရေးတက်သေးကိုပို့ခံလိုက်ရတယ်လို့ပြောတယ်။အသက်ကတော့28နှစ်ပါ။အခုလို့အလင်းဝင်လာတဲ့သူတွေအနေနဲ့အရင်လိုပဲကျွန်တော်တို့ပြောသလိုပါပဲ။သူတို့ဘတ်ပြောင်းကျင်တယ်ဆိုရင်ကျွန်တော်တို့နဲ့ချိုတင်ပြီးတော့ချိတ်ဆက်ပေးပါ။ တို့ရဲ့စိတ်ကောင်းစီစခန်းအနီးအနားတွေမှာကျွန်တော်တို့ရဲ့စခန်းတွေကျွန်တော်တို့ရဲ့နေရာတွေအများကြီးရှိပါတယ်ပြီးတော့တက်ရင် page ကနေပြီးတော့ချိတ်ဆက်ပြီးတော့လည်းအကူအညီတောင်းလို့ရတယ်ဒါအပြင်တို့ရဲ့နောက်မှာကြံနေခဲ့တဲ့ဆွေမျိုးသားချင်းတွေတဲကလည်းအလင်းဝင်ခြင်းနဲ့စိတ်ဆန္ဒရှိတယ်ဆိုရင်အဲ့ဒီလိုချိတ်ဆက်ပြီးတော့ page ကနေတစ်ဆင့်ချိတ်ဆက်ပြီးအလင်းဝင်လို့ရပါတယ်ဆိုတာကို ပကိုးခရိုင်အမှတ်နဲ့တရင် P23702 ကဒုတိုက်ရဲမှုကရှင်းပြထားပါရယ်အချက်မဲ့စစ်ကောင်စီထံမှမိမိရဲ့ဆန္ဒမပါဘဲနဲ့အတင်းအဓမ္မခေါ်ဆောင်ခြင်းခံခဲ့ရတဲ့စစ်မှုထမ်းတပ်သားများအနေနဲ့အလင်းဝင်ကြရန်အလင်းဝင်လာပါကနှွေးထွေးစွာနဲ့ကြိုးစုံမှဖြစ်တယ်လို့တော်လိုင်းတပ်များကအသိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ကြီးမြို့မှာအကြမ်းဖက်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့စစ်မှုရန်တပ်သားတဲ့တဦးဟာတနက်တက်လက်ယူဆောင်လာပြီးတော့အလင်းဝင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ9ရက်နေ့မှာတောင်ကြီးမြို့မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့စစ်မှုရန်တပ်သားတဲ့တဦးဟာစစ်ကောင်စီတပ်သားများနှိပ်စက်ညှဉ်းပန်းခြင်းကိုမခံနိုင်တဲ့အတွက်တနက်တက်လက်ယူဆောင်လာပြီးတော့ PNLA ထံကိုထွက်ပြေးပြီးတော့အလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါရတယ်။အဲ့ဒီစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က AB လ9ရက်နေ့မှာလက်နက်နဲ့အတူရောက်ရှိလာတာဖြစ်ပါတယ်။လက်ရှိမှာတော့သူတွားကျင်တဲ့နေရာကိုကျွန်တော်တို့ပို့ဆောင်ပေးခဲ့ပြီးပြီဖြစ်ပါတယ်။သူကတောင်ကြီးမြုံမှာပဲပေါ်တာဆွဲခံရတာပါ။စစ်ကောင်စီကပေါ်တာဆွဲသွားတယ်။နောက်တော့စစ်ကောင်စီက PNO ကိုပေးလိုက်တာပေါ့။ PNO စီမှာတင်တန်းတက်ခိုင်းတာပေါ့။ပြီးမှရှေ့တန်းကိုသွားရတာ။ရှေ့တန်းမှာစစ်ကောင်စီတွေနဲ့အတူတူတိုက်ရတယ်။အဲ့ဒီမှာစစ်ခွေးတွေနှိပ်စက်တာကိုမခံနိုင်လို့ထွက်ပြေးလာတာလို့ပြောပါတယ်။သူ့ရဲ့ထွက်ဆိုချက်အရဆိုရင်တော့ပင်လောင်းမှာစစ်မှုထမ်းတင်တန်းတက်တယ်။ပြီးတော့မှ PNO ရဲကိုရောက်သွားတယ်လို့ပြောပါတယ်။ ် PNO ထဲကိုရောက်တာတနစ်ကျော်နေပြီလို့ပြောပါတယ် PNO ပြည်သူ့စစ်ရဲဒုစစ်ဦးစီးချုပ်ခရိုနီနေဝင်းထွန်းရဲ့တပ်ထဲမှာလို့သူကပြောတယ်လို့ PNL ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချမ်းပါစင်အာနာရှင်စနေစိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ